မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့မီဒီယာ channel ကနေ November 24ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ခန္ဓာကြီးကျယ်စွာမင်္ဂလာဆောင်ကြတဲ့ကြီးကြီးတက်တဲ့တတိယဖြစ်ပေမယ့်မျိုးဆက်တဲ့မရှိသေးလို့လူပြောများနေတဲ့အမှုပညာရှင်ဆုံးတွဲ6ရောက်တဲ့ချစ်သူအောင်နဲ့တွေ့ရတာရှိုးလာလို့စီရိုနာဟိုတယ်ပန်ရှင်သားနဲ့ထပ်တွဲလိုက်ပြီးဆိုပြီးဓာတ်ပုံတွေပြန့်နှံ့လာတဲ့နော့ဖို့ရထားတဲ့ နေပြည်တော်ရောက်နေတဲ့ယောက်ျားဖြစ်သူကိုအခုလိုအကြောင်းရင်းတွေကြောင့်နိုင်ငံသားကိုအမြန်ပြန်လာဖို့အတွက်အသေးအံခေါ်နေတဲ့စုမြန်နန္ဒာတဲ့မြန်မာနိုင်ငံမှာဘသူမှမရဘူးတဲ့ရွှေစစ်ကရွှေစစ်ဖက်နယ်တွေနဲ့ရွှေတွေများကြီးမင်္ဂလာလက်ပွင့်လက်ဆောင်ရခဲ့လို့လူပြောများနေတဲ့စုပြည့်တစင်နဲ့ဟင်ဝင်ရတဲ့ပေါင်းဖက်လိုက်တာနဲ့စေတတာထားမယ်ဆိုရဲဟင်ဝင်ရရဲ့အိမ်ထောင်ကြီးစာတာကိုဆီယမကြီးထုတ်ပြောပြီဆိုတဲ့တဲ့င်းပဲဖြစ်ပါရဲ့ရှင်။ ခန္ဓာကြီးကျယ်စွာမင်္ဂလာဆောင်ကြတဲ့ကြီးကြီးတဲ့တထင်းတွေဖြစ်ပေမယ့်မျိုးဆက်သစ်မရှိသေးလို့လူပြောများနေတဲ့အမှုပညာရှင်ဆုံးတွဲ၆ယောက်မင်္ဂလာပါပရိသတ်များရှင်ဘလောက်ပဲကြီးကြီးတဲ့ချမ်းသာပြီးတော့ရွှေငွေရတနာတွေကို ပိုင်ဆိုင်နိုင်ပါစေအဲ့ဒီຢာတွေထပ်ပို့ပြီးအဖိုးတန်တာကတော့သာသမီရတနာပဲဖြစ်ပါလေလွန်ခဲ့တဲ့နှစ်တွေတုန်းကသူထံကအပြိုင်ဆိုင်အသေးအတန်ဥဆောင်ပြီးတော့မင်္ဂလာဆောင်သွားကြတဲ့မင်းသမီးကြီးတွေထဲမှာတော်တော်များများကတော့မျိုးဆက်သစ်ရှင်သွင်းငယ်လေးတွေကိုပိုင်ဆိုင်နေရပါပဲ။ ဒါပေမဲ့အဲ့ဒီအထဲမှာမှလူတွေကချမ်းသာတယ်လို့သားသမီးလုံးဝမရသေးတာကြောင့်မျိုးဆက်ပြတ်တော့မလားဆိုပြီးတော့ပြည်သက်တွေထင်ကြီးပြီးခံနေရတဲ့ဆုံတွဲသုံးတွဲရှိပါတယ်။ပထမအဆုံးအတွဲကတော့ဝတ်မုံရွှေတို့ဆုံတွဲပါ။လွန်ခဲ့တဲ့နှစ်ဝတ်မုံရွှေမင်္ဂလာဆောင်ခဲ့စဉ်ကာလာတော့ကဆိုရင်ပြိုင်ဘက်တီဖြစ်ကြတဲ့ဤချောပုံနန်းစနာလာထုံ နေကြီးဦးစသဖြင့်တခြားသောတိတိကျိန်မင်းသမီးတွေကလည်းမတိမ်မရင်ရှက်လာလေးတွေမှာပဲမင်္ဂလာဆောင်သွားကြတာပါ။ အဲ့ဒီမင်းသမီးတွေအားလုံးကအခုဆိုရင်ရှင်သွင်းငယ်လေးကိုစီနဲ့မျိုးဆက်တစ်ကိုမွေးထုံနိုင်ခဲ့ပါပြီ။နန်းစနာလာထွန်းလိုမျိုးကလေးမရနိုင်တဲ့အခက်အခဲရှိသူတွေကတော့ဖန်ပြွန်တရီသားစနစ်နဲ့မရှမ်းရအောင်ရှင်သွင်းလေးကိုယူခင်တာပါ။ဒါပေမဲ့ဝတ်မုံရွှေကတော့ပတ်စံနေအများကြီးရှိပြီးယောက်ျားကလည်းခရိုနီတူဖြစ်ပေမဲ့ကလေးလုံးဝမရသေးပါဘူး။ ကလေးမရနိုင်တဲ့ပြဿနာရှိနေလို့ဆိုရင်လေတိမ်ပေါင်းတောင်းပေါင်းထောင်တဲ့ခြေကုန်ခံပြီးကုသနိုင်တဲ့စွမ်းအားရှိနေပါလေနဲ့။ဘာကြောင့်မို့လို့ခုလိုမျိုးမျိုးဆက်တဲ့မယူရသေးတာလဲဆိုတာကတော့တကယ့်ကိုစဉ်းစားစရာကောင်းပါတယ်။ဒုတိယတစ်ခေတ်ကတော့မယေးတောင်းမှာမယေးတောင်းကလည်းသူ့ရဲ့အတန်ရွယ်နဲ့ရှင်းပြပြောရမယ်ဆိုရင်ရင်သွေးလေးတူးလောက်တော့မွေးဖွားတင်နေတဲ့အချိန်ကိုရောက်ပါပြီ။ဒါပေမဲ့မယေးတောင်းကကလေးမရနိုင်တဲ့ယောဂဖြစ်နေလို့ပါ။ ဒါကြောင့်မို့သူမကလင်းလူချင်းကြောင့်နဲ့ကြိုးစားနေကြောင်းတွေကိုတော့ပြည်သက်တည်အောင်ပြောပြခဲ့ပူပါတယ်။တတိယကတော့ငယ်စဉ်ဆုံးတွဲပါ။စုပြေတို့ကပတ်စနေအများကြီးကုန်ခန်းကမင်္ဂလာပွဲ၆ပွဲကိုကျင်းပပြီးတာတော့ရှင်သွေးယူဖို့အတွက်လုံးဝမစင်စားပဲနဲ့ပွဲရီတက်ပြီးစီးပွားရေးဘက်ကပဲအားစိုက်ထုံနေခဲ့ပါတယ်။သူရဲ့အနေထားနဲ့ဆိုရင် ရှင်သွင်းရဲ့မျိုးဆက်တိကလေးတွေမွေးဖွားပြီးတော့အမှုပညာလုပ်တွေကိုစွန့်လွတ်ကချမ်းချမ်းသာသာနဲ့နေထိုင်လို့ရနေပါပြီ။ ဒါပေမဲ့ဘာအကြောင်းကြောင့်များကလေးလုံးဝမရှိဘဲနဲ့အခုလိုစီးပွားရေးဘက်ကိုအသေးတန်လိုက်ပြီးပတ်စံနေရှာနေရတယ်ဆိုတာမသိပါဘူး။ပြည်သက်ကြီးတို့ကရောဒါကိုဘယ်လိုများထင်မြင်မိကြပါသလဲရှင်။ချစ်သူဟောင်းနဲ့တွဲရတာရုံလာလို့စီရိုနာဟိုတယ်ပန်ရှင်သားနဲ့ထပ်တွဲလိုက်ပြီးဆိုပြီးတပ်ပုံတွေပြန့်နှံ့လာတဲ့နော်ဖော်ရဲ့ထောင် ပုရိသရဲ့တဲကျော်ကေမာလေးနော်ဖွင့်ရထားကတော့နောက်ထပ်အကောင်ကြီးကြီးတယောက်နဲ့တွင်နေလူလူပြောများနေတာဖြစ်ပါတယ်။အမှုပညာလောကမှာနော်ဖွင့်ရထားဆိုရင်မသိသူမရှိသလောက်ပါပဲ။သူမရဲ့ချစ်စရာကောင်းတဲ့ရုပ်ရည်နဲ့ဆွဲဆောင်မှုရှိတဲ့ဟပ်ပန်တွေကြောင့်ပရိသတ်အားပေးမှုကိုခိုင်မာရရှိထားသူပါ။ဒါပေမဲ့သူမရဲ့နှုပညာလှုပ်ရှားမှုတွေထပ်ပိုးပြီးလူစိတ်ဝင်စားခံရတာကတော့သူမရဲ့ထာချလွန်းတဲ့အခြေရေးဇလန်တွေပဲဖြစ်ပါတယ်။ အလုံးတိကြတဲ့အတိုင်းနော်ဖော့ရဲ့တာဟာမျက်မျက်တာမွန်73စီလုပ်ငန်းစုချင်းရဲ့ပိုင်ရှင်တထေသာကိုထက်ခိုင်ဝင်းနဲ့လူသိရှင်ကြားတရားဝင်တွေ့နေတာပါထက်ခိုင်ဝင်းဆိုတာကလည်းငွေကြေးချမ်းသာရုံနဲ့မကရုပ်ရှင်ထုတ်လို့ရင်လောကမှာပါနေရတနေရရှထားသူမဟုတ်သူတို့နှုတ်ကိုလိုက်ပတ်ညီတဲ့ဆုံးတွဲဖြစ်သတ်မှတ်ခဲ့ကြတာပါခရီးတွေသွားပုံတွေတမီတရားဝင်တွေ့ခဲ့ကြတာပါဒါကြောင့်လေလူတွေကနော်ဖွဲ့ရတာဟာတထိတ်ကြော်ဖြစ်တော်မယ်လို့ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။ ဒါပေမဲ့နော်ဖိုးရဲ့ထားတို့ကတော့အကြကြီးတွဲမနေပါဘူး။အဟောင်းသွားမှအကောင်းလာမယ်ဆိုတဲ့စကားအတိုင်းပါပဲ။လက်ရှိလူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့တပ်ပုံတွေအရနော်ဖိုးရဲ့ထားကတော့ချစ်သူတင်လင်းရနေကြောင်းပြည်သက်တီကိုချပြလာတာပါ။နော်ဖိုရဲ့ထိုင်းရဲ့ချစ်သူကတော့ရန်ကုန်မြို့ရဲ့ထင်ကရဟိုတယ်တစ်ခုဖြစ်တဲ့စီရိုနာဟိုတယ်ကြီးရဲ့ပိုင်ရှင်တထေတာတူဖြစ်နေလို့ပါပဲ နော်ဘိုအီတာဟာကိုထက်ကင်ဝင်းနဲ့လမ်းခွဲပြီးတိတ်မကြခင်မှာပဲဒီလိုတိုင်းဝမ်ကြီးကတထေးသားတယောက်နဲ့တွဲပြလိုက်တာကတော့တကယ်ကိုအမှန်ကန်ပါပဲဒီနေရာမှာပြိသက်တွေကြဝေဖန်တန်နေအမြင်မတူတာတွေရှိလာကြပါတယ်။တချို့ကလည်းနော်ဖောရဲ့ဓာတ်ကရှီးစားမြန်လိုက်တာတယောက်ပြီးတယောက်ပဲလို့ပြောဆိုနေကြတာကိုတွေ့ရပါတယ်။ ဟုတ်ပါတယ်အတိတ်ကိုပြန်ကြည့်ရင်လည်းသူမဟာ Xbox လွှမ်းပိုင်စတဲ့နိုင်ငံကျော်အစိုးရတွေနဲ့လည်းတွဲခဲ့ဘူးတာပါဒါကြောင့်လူတွေကသူမကိုချိန်ရင်မှမတည်ငြိမ်သူလို့သတ်မှတ်ချင်ကြပါတယ်ဒါပေမဲ့တကယ်တော့မင်းကလေးတယောက်အနေနဲ့ကိုဘွားအတွက်တင့်တော်ဆုံးလက်တွဲဖို့ကိုရှာဖွေနာဟာအပြစ်မဟုတ်ပါဘူး။နောက်ဖို့ရတာဟာရီးစားများတာမဟုတ်ဘဲအချစ်စစ်ကိုရှာဖွေနေတဲ့သူတအူးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နော်ဘော့ရဲ့တားဟာ expound နဲ့လည်းအတီးချစ်ခဲ့ပြီးမယ်အစင်မပြေသလိုလွန်ပိုင်နဲ့လည်းရေးဆက်မဆုံးခဲ့ဘူးပြီးတော့အခုတထေးကြီးရုပ်ရှင် producer တထေးကြီးထက်ခိုင်ဝင်နေလေဖူးစာမပါခဲ့ပုံရပါတယ်ဒီလိုနဲ့တော့ဖော်ရတာဟာသူမရဲ့နှလုံးသားကိုတကယ်နားလေပေးနိုင်မယ်ဘဝကိုလုံခြုံမှုပေးနိုင်မယ်သူကိုမထွေမချင်းရှာဖွေနေတာမျိုးရောမဖြစ်နိုင်ဘူးလားဆိုပြီးလူတွေကပြောသွားကြပါတယ် လူလိုက်ကကိုယ်စိတ်နဲ့ကိုယ်တွဲလို့အဆင်မပြေရင်လမ်းခွဲကြတာတဘာဝပါပဲအဆင်မပြေတဲ့ချစ်သူဆက်ဆံရေးတခုမှအချိန်ကုန်ခံနေမဲစားကိုနဲ့ထိုက်တန်နေသူကိုတကယ်ချစ်မြတ်နိုးတဲ့သူကိုရှာဖွေတာကပိုပြီးရင်းရင်းနဲ့ဆုံးဖြတ်ချက်လိုတော့ပြောလို့ရပါတယ်အခုသူမရွေးချယ်လိုက်တဲ့စီရိုနာပိုင်ရှင်တထေးသားလေးကရောသူမရှာဖွေနေတဲ့အချစ်စစ်ဖြစ်လားမလားဒါမှမဟုတ်အချစ်ခီးလေးရဲ့မှတ်တိုင်တစ်ခုပဲဖြစ်အောင်မလားဆိုတော့စောင့်ကြည့်ရမှာပါ တေချာရာတခုကတော့နော်ဖွင့်တာဟာဘသူတွေပါပြောပြောသူမရဲ့ရွေးချယ်မှုကိုယုံကြည်ချက်ရှိရှိနဲ့ချပြရတဲ့သူတရားပါမျက်မြတာမောတထေသာပြီးတော့စီရိုနာတထေသာဒီလိုလေပဲမျက်မြတ်တထေသာတွေကဝိုင်းဝိုင်းလေကြွေစင်းရလောက်သူမမှာဆွဲဆောင်မှုတွေအရေးချင်းနေရှိနေတယ်ဆိုတော့ကတော့ညင်မရတဲ့ချက်ပါပဲကေပရိတကြီးရဲ့နော်ဖွင့်တာရဲ့အသက်ဆက်ဆက်ခြေရေးပေါ်ဘလို့မြင်ကြလဲ သူမရီးစားများသူလားဒါမှမဟုတ်အချက်စစ်ကိုမတွေ့မချင်းရှာဖွေနေတဲ့ရိုးသားသူလားဆိုတော့မိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်နေပြည်တော်ရောက်နေတဲ့ယောက်ျားဖြစ်သူကိုအခုလိုအကြောင်းရင်းနဲ့ကြောင်းနိုင်ငံသားကိုအမြန်ပြန်လာဖို့အတွက်အသေးအံခေါ်နေတဲ့ဆိုမြန်နန္ဒာမင်္ဂလာပါပြည်သက်များရှင် ။စွမျက်နှာတာကတော့အရင်ယောက်ျားဖြိုးချင်းနဲ့ကွာရှင်းပြက်ဆဲပြီးမှသူများယောက်ျားဖြစ်တဲ့စိုးသူနဲ့အိမ်တောင်ကွဲချင်းတူတူဒိုးတင်တည်ထူထောင်ပြီးတော့ပျော်ရွှင်နေကြတာဟာဆိုရင်အခုအချိန်ဒီပါပဲ။အခုလက်ရှိသူတို့နှစ်ယောက်ကြားမှာတော့ပြိတ္တိနားမလည်နိုင်တဲ့အချောင်ရင်ကိစ္စလေးတွေအနှဲငယ်ရှိနေပါတယ်။ဆိုသူကလုံးလုံးစိနေပြည်တော်မှာရောက်နေတာပါ မြန်မာနိုင်ငံကိုဆိုင်းမဆဲပုံမဆဲပြန်ရောက်နေတဲ့သူမရဲ့ယောက်ျားကိုစိုးရိမ်စိတ်တစ်ခုကြောင့်အခုလိုပဲပုံနေစာရီတင်ပြီးတော့တတိပေးပြောဆိုလာခဲ့တာပါ။ဘာလဲဆိုရင်တော့မြန်မာနိုင်ငံကနေအ мян ပြန်လာဖို့အတွက်ခေါ်နေတာပါပဲ။စိုးသူကခုလက်ရှိနေပြည်တော်မှာအနုပညာတေးဂီတာဝိုင်းနေဖျော်ဖြေနေရတာဖြစ်ပါတယ်။နေပြီးတော့ excellent ပါမှာလေအရှင်လိုပဲတက်တက်ကြွကြွနဲ့အနုပညာသမားတယောက်ပိသားစွာပြည်သက်တီအားရချိနဲ့မှုရတဲ့အထင်ဖြောပြေးပေးနိုင်ခဲ့ပါတယ် အန်နဲ့ပတ်သက်လို့လေချစ်ချူတဲ့သူတွေလည်းအများကြီးရှိနေပြီးတော့ဟိုးရင်ကအတိုင်းလန်ဆန်တက်ချွန်နေစေဖြစ်တယ်လို့မြန်မာနိုင်ငံကပြည်သက်တွေကမှတ်ချက်ပေးထားကြပါတယ်။ဒါပေမဲ့လို့စိုးမြနန္ဒာကတော့ဘာဆိုးပါဆိုးဆိုပြီးချက်စနိုးကော်လိရှိရဲ့သူမရဲ့ယောက်ျားကိုမြန်မာနိုင်ငံမှာဆက်မနေတော့ဘဲနဲ့နိုင်ငံခြားကိုအမြန်ပြန်လာဖို့အတွက်စတတန်ပိတတန်နဲ့လူသိရှင်ကြားပြန်လဲခေါ်ယူနေပါတယ်။ စိုးသူကသူမရဲ့မျက်စိရောက်ကနေအပြောက်ခံပြီးတော့မြန်မာနိုင်ငံကိုလွတ်လပ်ရတယ်ဆိုတာကလည်းသူမမလွန်ဆန်နိုင်တဲ့အကြောင်းရင်းတစ်ခုရှိနေလို့ပဲဖြစ်ပါတယ်။ပြောရမယ်ဆိုရင်စိုးမျက်နှာတာကိုယ်တိုင်ကစိုးသူကိုမြန်မာနိုင်ငံပြန်လွတ်ဖို့အတွက်လုံးဝလုံးဝစိတ်မပါခဲ့ပါဘူး။ဒါပေမဲ့ခုစိုးသူကမြန်မာနိုင်ငံကနေသူမစီပြန်မလာတော့မှကိုစိုးရင်နေတဲ့ပုံစံမျိုးနဲ့အသေးအံပြန်ခေါ်နေတာကိုကြည့်ချင်းအပြင်သူမဘလောက်ထိအောင်စိတ်မလုံခြုံမှုတွေခံစားနေရလဲဆိုတာကိုသိနိုင်ပါတယ်။ ဆိုသူကမြန်မာနိုင်ငံမှာအပြော်လွန်သွားပြီးတော့တခြားမိမတယောက်နဲ့ချစ်ကြိုက်ပြီးလက်ထပ်ယူသွားမှာကိုစိုးရိမ်နေတဲ့ပြင်သူမကိုစိတ်ကုံသွားမှာကိုလည်းစိုးရိမ်ပူပန်နေရတာပါဒါကြောင့်မို့လို့ဒီရက်ဒီရက်မှာဆိုသူရဲ့ပုံနေတင်လိုက်တတိယကြောင်စရီတင်လိုက်မိုင်းတီနဲ့ဥစ္စာ၆နေရတဲ့စိုးမျက်နှာတာကိုပြိတ္တတီကတော့တတိထားမိနေပါတယ် ပထမတော့နိုင်ငံသားကိုပြန်လာဖို့ခေါ်တဲ့ကိစ္စကတခြားသော ရှုပ်ထွေးကိစ္စတွေနဲ့ပတ်သက်နေမလားဆိုပြီးထင်ခဲ့ကြပေမယ့်တကယ်တမ်းကျတော့သူမကိုပြစ်သွားမှာဆိုတဲ့ကိစ္စတခုရဲ့ကြောင့်ပါပဲလေရှင်။မြန်မာနိုင်ငံမှာဘသူမှမရဘူးသေးတဲ့ရွှေစစ်ကံရွှေစစ်ဖနက်တွေနဲ့ရွှေရီအများကြီးမင်္ဂလာလက်ဖွဲ့လက်ဆောင်ရခဲ့လို့လူပြောများနေတဲ့စုပြည့်သစင်းရဲ့ဟေဝီယံ မြန်မာနိုင်ငံမှာဘယ်သူမှမရဘူးသေးတယ်။တံမူကြီးလက်ဖွဲ့မျိုးရခဲ့တာကစုပြည့်တစင်နဲ့ဟိဝိယံတို့ပါ။တကယ်ဆိုရင်ဟိဝိယံနဲ့စုပြည့်တစင်တို့ဟာမင်္ဂလာဆောင်ပြီးတာကြပါပြီ။ဒါပေမဲ့ကြရက်တွေကအခုထိမပြီးသေးတာပါ။အခုချိန်ထိစုပြည့်တစင်နဲ့ဟိဝိယံတို့ရဲ့မင်္ဂလာဆောင်တဲ့အကြောင်းကိုပြောမဆုံးမအောင်တောတုံးတောင်ဖြစ်နေတာဖြစ်ပါတယ်။ ဒါပြင်မင်္ဂလာဆောင်ပြီးတာကြာနေချိန်မှတော့မင်္ဂလာလက်ဖွဲ့တွေတဖွဲ့ဖွဲ့ရနေတော့မှာပဲဒါလည်းစုပြည့်တစင်းနဲ့ဟိဝိယံတို့ဟာနိုင်ငံကျော်မင်းသားမင်းသမီးတွေဖြစ်နေလို့ပါပဲအခုလေစုပြည့်တစင်းနဲ့ဟိဝိယံတို့ရဲ့မင်္ဂလာပွဲကိုမတက်ရောက်လာရလို့မင်္ဂလာလက်ဖွဲ့ကိုဝေးကပို့လိုက်တာဖြစ်ပါတယ်ပို့လိုက်တာကတော့ရွှေသားဆစ်စင်နဲ့တူရွှေဖက်နဲ့တွင်နေလူပြောများနေတာပါအဆိုပါအရာတွေကိုလည်းရွှေနဲ့လှုပ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့တေးသေးလေးဖြစ်နေတာပါ ဘာဖြစ်ဖြစ်ချက်စင်ဟာကောင်းတဲ့မင်္ဂလာလက်ဖွဲ့လို့ဆိုအားမှာဖြစ်ပြီးတိုင်းကားရတန်ကြီးရှိတယ်လို့သိရပါတယ်။အထူးသဖြင့်လက်ရအနုစိတ်ကအမြဲတမ်းအမတ်ရနိုင်မယ့်မင်္ဂလာလက်ဖွဲ့မျိုးဖြစ်ပါတယ်။ပန်းပက်လိုက်တာနဲ့စေတတာထမ်းရမယ်ဆိုရဲဟိဝိယံရဲ့အိမ်တောင်ကြီးစာတာကိုဆ ्याम မကြီးထုတ်ပြောပြီး လွန်ခဲ့တဲ့2023ခုနှစ်တုန်းကအခုမြင်နေရတဲ့ဘေးဒင်းဆရာမကြီးဟာနာမည်ကျော်မင်းသားတစ်ယောက်ဖြစ်တဲ့ဟင်းဝရရင်စာတာအကြောင်းကိုပါမီဒီယာနဲ့ပါရဲရဲတင်းတင်းပြောချခဲ့ပါတယ်။သူမရဲ့ပြောကြားချက်တွေမှာဟင်းဝရကအင်္ကာသမီးနဲ့ပေါင်းဖက်လိုက်တာနဲ့စိတ်တတာထန်ထားရမယ်ဆိုတဲ့ထူဆန်းဖြစ်ရက်တွေပေါင်းဝင်လို့နေတာပါ။ ဖြစ်စဉ်အစကတော့တချိန်ကဒါနမည်ကြီးခဲ့ဘူးတဲ့ဒေးဗစ်မီအစီအစဉ်မှာပြိုင်ပွဲဝင်ကောင်မလေးတွေကသူတို့တွေကဘသူများဟိမ့်ဝင်ရနဲ့တွဲရမလဲဆိုပြီးအဲ့ဒီဆီယာမကြီးကိုဗီဒီမေးခဲ့ကြပါတယ်စာတာကိုတေချာဖတ်နိုင်ဖို့အတွက်ဆ ्याम ကြီးကဟိဝိယရင်စာတာကို အရင်ဆုံးကြည့်ရမယ်လို့ပြောဆိုခဲ့ပါတယ်။ဒါကြောင့်အစီအစဉ်ကျင်းပသူတွေကလည်းဟိဝိယကိုပါစာတာဖတ်ခန်းခဲ့ကြပြီး အဲ့ဒီအခါမှာတော့ဟိဝင်ရန်ကအင်္ကာသမီးနဲ့ယူရင်လုံးဝအဆင်မပြေဘူးလို့ရတိပြတ်ထုတ်ပြောလာခဲ့ပါတယ်။ပထမဆုံးအနေနဲ့ဆီယမာကြီးကလောကရန်ရှစ်ပါးဟာအကောင်းနဲ့ဆို တွန်းတွဲနေတယ်။ဇာတာဖန်ရင်အစိုးရအကောင်းရမြင့်တဲ့အတိုင်းဟောမှာပဲ။ဒါအောင်မှကိုမကြိုက်တာမကြားချင်ဘူးဆိုရင် ကျမကိုပတ်စံပေးပြီးလာမမေးကြနဲ့လို့မယုံကြည်သူတွေကိုတဲပဲပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဆီယမာကြီးကဟိဝင်ရန်ရဲ့ဇာတာကိုတေချာစစ်ဆေးခဲ့ပြီး ကိုဟင်းဝင်းရဲ့ဇာတာကအိမ်တောင်ကြတာနောက်ကြတတဲ့လူပြိုကြီးဆိုရင် ပိုပြီးအောင်မြင်နိုင်တယ်။သူရဲ့ဇာတာကအမှုပညာနဲ့အရန်အကျိုးပေးတယ်။အများကဝိုင်းချက်တာခံရတယ်။ဒါပေမဲ့အတက်ကြကြတယ်။ဆိုလိုချင်တာကခုဝိုင်းချက်ခံရတာခုဝိုင်းဆဲခံရတာမျိုးဖြစ်နိုင်တယ်။ဒါကြောင့်အိမ်တောင်ဘက်သားမကဘဝရဲ့ဖြူမှုတွေအလုံးကို တူတာရွေးချယ်ရလိမ့်မယ်။အကယ်၍များအိမ်တောင်ပြုတ်ပြင်ရင်လည်းတားချစ်ဖို့ကောင်းတဲ့မိန်းကလေးကိုရလိမ့်မယ်။ ဆီမအမြင်တော့လုံလုံသေးသေးကောင်းမလေးကိုရှာလိမ့်မယ်လို့ထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ဒါနဲ့မကသေးပဲဆီမကြီးက ကိုဟင်းဝင်းရန်ကအင်္ဂါသမီးနဲ့သားဆိုရင်လုံးဝအဆင်မပြေနိုင်ဘူး။သူရဲ့စာတာကအထုံးပွားဖြစ်တဲ့အတွက်သူယူမဲ့မိန်းကလေးဟောင်းသူ့လောက်မကောင်းရင်တော့သူ့လောက်နီနီစာတာကောင်းမှအဲ့ဒီအိမ်ထောင်ကမြဲလိမ့်မယ်အင်္ဂါသမီးဆိုရင်မရဏဘွားပေါ်နော်ဒါကြောင့်အင်္ဂါသမီးဆိုရင်သူ့အတွက်ဘယ်နည်းနဲ့မှအဆင်မပြေနိုင်ဘူးမဟာပုဂ္ဂိုလ်အရာပြောရရင်မရဏကလူကိုချူရင်အမြဲတမ်းစိတ်တတာထန်းထားရတဲ့တဲ့ ဒီတော့အင်္ဂါသမီးကိုကိုဟင်းဝင်းရဲ့အနေနဲ့လုံးဝမရွေးချယ်သင့်ဘူးလို့အထီးကြကြီးဟောကင်းထုတ်ခဲ့ပါတယ်အဲ့ဒီတော့ကအင်္ဂါသမီးဖြစ်တဲ့စွပြည့်တစင်းရဲ့ဟင်းဝရန်တို့ကပြိတ္တတည်းရဲ့သဘောတူမှုကိုခံရပြီးတွဲနေတယ်လို့ထင်ရလောက်အောင် အနေနည်းနေရမို့ဒီလိုပြောလိုက်တာဟာဟင်းဝရန်နဲ့စွပြည့်တစင်းတို့ယူရင်ကွဲမှာပဲဆိုတဲ့သဘောတန်ရောက်လို့နေပါတယ်။ လက်ရှိအချိန်မှာတော့ဟေးဝေရံရဲ့စုပြစ်တဆင်ဟာတကယ်ပဲလက်ထပ်သွားပြီမို့လို့ဆီယာမကြီးဟောထားတဲ့ကွဲမာလာမြဲမာလာဆိုတာဟာစိတ်ဝင်စားဖို့ကောင်းနေပြီ။ပရိသတ်တွေကတော့ကွဲဖို့လုံးဝမဖြစ်နိုင်ပါဘူး။သူတို့နှစ်ယောက်ကဒီလောက်ချစ်ကြတာရှောက်ပြောတဲ့ဆီယာမကြီးပဲရှက်တင်ပါတယ်ဆိုပြီးဝိုင်းတားခဲ့ကြပါတယ်။ပရိသတ်ကြီးတို့ရောပေါက်ဖက်လိုက်တာနဲ့တေးကွဲတာမှမဟုတ်ရှင်ကွဲခွဲခံရမယ်ဆိုပြီးအတက်ဟောထားတဲ့ဟေးဝေရံတို့ရဲ့အိမ်တော်ရေးပုံဘလို့များမြင်ကြပါသလဲနော်။